ကြံကြောင်းဝူကျင့်ဝမ်ဖေးဟုံမေချော့ဖုံအဲ့နမေရီကြားလိုက်တာနဲ့ငယ်ဘဝတရုတ်တိုင်းကားတွေကိုပြန်လွှမ်းမိသွားမှာပါ အခုပြောပြမယ်ခင်ဗျာအဲ့ဆက်ကောင်တွေအကုန်လုံးတယောက်မှမပါပါဘူးအဲ့အဲ့ဒီကောင်တွေမပါပေမဲ့လေသူတို့ရှင်တန်ခဲ့တရုတ်ပြည်တရုတ်တိုင်းကားလည်းကိုရန်ရောက်သွားတယ်လို့ခံစားကြရင်တော့ဒီနေ့ကျွန်တော်မြန်မာလူပြောပြမယ်ဝဲဝင်းမိဆိုတဲ့ဂိမ်းဆိုရင်ခဏအာသာပြီးအလေသွားလို့ရပါတယ် Ever Stone Studio ကနေဖန်ပြီးထုတ်လုပ်တဲ့ဒီဂိမ်းကဝူရှလို့ခေါ်တဲ့တရုတ်တိုင်းဇလန်းတို့ရဲ့စွမ်းအားတွေရှီဟောင်းတရုတ်သမိုင်းဝင်ကာလတွေရဲ့အလှတရားတွေနဲ့ခေတ်သစ် Open World RPG တွေကိုအဲ Overway ကပေါင်းစပ်ထားတဲ့လက်ရာတစ်ခုပေါ့လေအဲဒီဗီဒီယိုလေးထဲမှာရောဒီဂိမ်းရဲ့ဇလန်းတိုက်ခိုက်မှုစနစ် graphic နဲ့ဘာညာတာတကာတွေအထိတက်နိုင်တဲ့မြအသေးစိတ်လေးပြောပြပြီးတော့ပါမလို့ကျွန်တော်နဲ့အတူတူမြန်မာလိုကြည့်လိုက်ကြပါပထမဆုံးစပြောချင်တာဇလန်းပါ ဝဲဝင်းဘစ်ကတကိုးကြီးမာတဲ့အမှန်ရတဲ့ပြိုလဲပြီးအာနာတော့မငြိမ်မသက်ဖြစ်နေတဲ့ fight testing ရဲ့ tank kingdom kick ကိုနောက်ခံထားပါတယ်။ဒါကတမိုင်းမှာစိတ်စိတ်မမကွဲပြားနေတဲ့စစ်ပွဲတွေချင်းစီရီလှုပ်ဝက်ချက်တွေနဲ့ပြည့်နှက်နေတဲ့ကာလတစ်ခုပေါ့လေ။အဲဒီစလန်ကြီးရဲ့မှာကျွန်တော်တို့ရဲ့ character ကဘသူလဲဆိုတာတိတ်အရေးကြီးပါတယ်။ဒီ game မှာကျွန်တော်တို့ကတခြားကိန်းဇလန်တွေကိုကန်ချမာရွေးချယ်ပေးတဲ့ဆက်ဆောင်တချူဇန်ဝက်ရွေးချယ်ခံရသူတခုမှမဟုတ်ပါဘူး ကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်လိုက်တဲ့တာမန်လူငယ်တယောက်ရဲ့ဇာတ်ကြောင်းကိုစတင်ရမှာပါ။သူကဒီကြီးကျယ်တဲ့တမန်ကြောင်းထဲမှာသူ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကိုရှာဖွေရမယ်ခရီးတယ်လေးတယောက်ပါပဲပေါ့လေ။အဲဒီခရီးစဉ်မှာတင်ရလူသားတွေရဲ့စစ်မှန်တဲ့စိတ်ဓာတ်ကိုစူးစမ်းရမယ်သစ္စာရှိမှုသစ္စာဖောက်မှုချစ်ချင်းမြတ်တာအမောတရားတွေကြာတင်ရွေးချယ်မှုရဲ့ဇာတ်လမ်းကိုပြောင်းလဲသွားစီမှာပါ။ စစ်တပ်တွေရဲ့ဝင်ရောက်ကြံစီမထားမှုလွတ်လပ်ပြီးတရားမျှတမှုအတွက်တိုင်မလာဒါမှမဟုတ်လောကကြီးရဲ့အရှုပ်တော်ပေါ်မှာနေခွဲထွက်ပြီးလှည့်စားမှုတွေကြာတစ္ဆာတရားကိုရှာဖွေမလားအဲဒါတွေအားလုံးကတင့်ရဲ့လက်ထဲမှာပါပဲတင့်ရဲ့ရွေးချယ်မှုကဂိမ်းကိုဆုံးဖြတ်ပြီးတော့မှာပါဒီလိုရွေးချယ်မှုတွေကိုပို့ပြီးစိတ်ဝင်စားဖို့ကောင်းအောင်လို့ဂိမ်းထဲမှာ morality system လို့ခေါ်တဲ့ကိုကျင်တရားစနစ်လည်းရှိပါသေးတယ်။တင့်ရဲ့ရွေးချယ်မှုတွေလောက်ရတဲ့အတိုင်းကတင့်ရဲ့ဆက်ဆောင်ရဲ့ဂုဏ်သတင်းနဲ့ကဘာကြီးကတင့်ကိုမြေမုံပြောင်းလဲသွားစေနိုင်ပါတယ်။ ။ဒါကြောင့်မလို့စကလုံးတိုင်းလှုပ်ရှားမှုတိုင်းကိုတတိထားပြီးတော့ရွေးချယ်ဖို့လိုပါပဲ။တရုတ်တိုင်းကိန်းဆိုတာနဲ့လူတိုင်းစဉ်းစားမိတာလေပေါ်မှာပြန်တန်းတာအတွဲအရီထုတ်လွှတ်တာမျိုးတွေပေါ့လေ။အဲဝဲဝဲမိတ်မှာလည်းဒါပြီးအားလုံးရှိပါတယ်။ဒါပေမဲ့သူ့ရဲ့ထူးခြားချက်ကတင်စိတ်ကူးပေါ်ရင်ပေါ်တယ်လို့မျိုးပေါင်းဆက်အသုံးချနိုင်တဲ့လွတ်လပ်မှုပါပဲ။ဥပမာတာမန်တရုတ်တိုင်းကိန်းအခုဆိုရင်တရဓာတ်သမားပဲဖြစ်ရမယ်။ဒါမှမဟုတ်လှန်သမားပဲဖြစ်ရမယ်။ဒါပေမဲ့ဒီကိန်းထဲမှာတော့အဲ့လိုမဟုတ်ပါဘူး။ တရားတစ်ချိန်ထဲမှာဒါကိုကျမ်းစင်တော့ကိုင်တယ်နန်လိုမျိုးသံစင်နဲ့ရာသူတွေကိုတိုက်ခိုက်နိုင်တဲ့ဂီတပညာရှင်လည်းဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်စာလုံးတွေကိုလက်နက်အဖြစ်ပြောင်းလဲသုံးချနိုင်ပါသေးတယ်။ဒီလိုမတူညီတဲ့ကျမ်းစင်မှုတွေကိုပေါင်းစပ်သုံးချနိုင်တဲ့စနစ်ကဒီခင်းကိုပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းစီပါတယ်။တိုက်ခိုက်မှုပိုင်းမှာလည်း real time action compass နဲ့ကိုအသုံးပြုကြပါတယ်။ flow တွေအများကြီးနှိပ်ရတဲ့စနစ်မျိုးမဟုတ်ဘဲနဲ့တိုက်ခိုက်မှုရဲ့တဘာဝကြမှုချောမွေ့မှုအလေးပေးကြပါတယ်။ ရန်သူရဲ့ချက်ချင်းလက်ငင်းလှူရှားမှုတွေကိုတုံ့ပြန်ဖို့လိုအပ်ပြီးတော့ရှောင်းနှိမ့်နဲ့ခုခံနဲ့ပြန်လဲတိုက်ခိုက်တာတွေကိုချိန်ကပ်ပြီးလှုပ်ဆောင်နိုင်မှသာအောင်မြင်မှုရနိုင်မှာပါ။အဲမဟုတ်ရင်တင်ရပဲတောက်လျှောက်ဖိချနေလို့နိုင်သွားတာလည်းဖြစ်နိုင်တယ်လို့မျိုးဟိုဘက်ကတောက်လျှောက်ဖိချနေလို့ဘာမှမလုပ်နိုင်လိုက်ပဲနဲ့ရှုံးသွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။အဲပြီးတော့တရုတ်တိုင်းဆိုတာကိုခံပညာတစ်ခုရဲ့နဲ့ပြီးနေတာမဟုတ်ပါဘူး။ကိုဖို့ပညာလည်းအရေးကြီးပါတယ်။ဒီကနေ့မှာတင်ရမြညာနေမှာပြေးတက်တာရှင်းပြမခုံတော့သွားလာတာတခိုင်းနေမှာနဲ့ခုံကျော်သွားတာမျိုးတွေလှုပ်ဆောင်နေပါတယ်။ ဒီလိုရေရှားမှုတွေကတိုက်ခိုက်မှုတွေထဲမှာလည်းဘူဟာရဲ့အရေးပါတဲ့ခန်းကန်တာကနေပါဝင်နေပါသေးတယ်။ဒီကိရဲ့နောက်ထပ်ဆွဲဆောင်မှုတစ်ခုကတော့သူ့ရဲ့ open war ဖြစ်ပါတယ်။ဒီ open war ကဘာကြီးကကျယ်ပြန့်အောင်နေမကပဲနဲ့တကယ်ကြီးအသက်ဝင်လှုပ်ရှားနေသလိုမျိုးဖြစ်နေတာပါ။မြို့တော်ကြီးတွေရဲ့စီကားမှုတွေကနေတောတောင်ရေမြေတွေရဲ့တဘာဝတိုင်းတန်ရှင်းလာပါတဲ့ရှုကင်းတွေရှိဒီကဘာရဲ့နေရာတိုင်းမှာရှာဖွေစူးစမ်းကြရရှုပ်ဝက်ချက်တွေရှိနေပါတယ်။တကယ်လမ်းမပေါ်တာမန်လူတယောက်နဲ့စကားဆပြောမိရင်တော့ပဲလှုပ်ဝက်တဲ့ဇလန်တစ်ခုကိုအလိုလိုစတင်ပြီးသွားနိုင်ပါလိမ့်မယ်။ ဒီလိုရှင်တန်းမှုပုံပုံမြင့်တက်စီတဲ့အချက်ကတော့ MPC ရဲ့ AI စနစ်ပါပဲ။သူတို့တွေကတင်တဲ့တစ်ခါတည်းသာတွေ့ပြီးပြောလိုက်အောင်လည်းပြီးသွားတဲ့ MPC တွေမဟုတ်ပါဘူး။သူရဲ့ကိုပိုင်နေစဉ်ဘောရရှိပါတယ်။ဥမာမနက်ခင်းမှာဈေးကိုထွက်တာညနေပိုင်းမှာလက်ဖက်ဆိုင်မှာစကားဆက်မိပြောတာညဘက်မှာအိမ်ပြန်အိတ်တာဘာညာပေါ့လေ။တင်းရဲ့ရွေးချယ်မှုတွေကသူရဲ့စိတ်ခံစားချက်တွေကိုပြောင်းလဲစေနိုင်ပြီးသူတို့နဲ့တင်းရဲ့ဆက်ဆံရေးကိုလည်းအကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။ပြီးတော့ဒီကဘာကြီးကိုရှင်သန်တန်ရောင်ပြုတ်လုပ်ထားတဲ့အချက်ကတော့တင်ကြိုက်နှစ်တရာလောက်ကံကိုရွေးချယ်နိုင်တာပါပဲ။ သူရဲကောင်းပဲဖြစ်ဖြစ်တမားတော်ပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လက်မှုပညာတွေပဲဖြစ်ဖြစ်တင်းရဲ့တံမွေးလမ်းကြောင်းတင်းရဲ့ဂိမ်းတွေကြောင်းလုံးဝပြောင်းလဲသွားစေနိုင်ပါတယ်ဒါကတင်းကိုယ်တိုင်ဖန်တီးရတဲ့ဇလန်းတစ်ဖုတ်လိုပါပဲဒီလိုဘောကိအတွက် graphic ကလည်းစုပ်ပြတ်တက်နေရမျိုးမဟုတ်ပဲねတော်တော်လေးစင်ပြည့်တဲ့လေကိုပါပါတယ်ချို့နေရပြီဆိုရင်တကယ်ကိုကျွန်တော်တို့မြင်ဘူးနေကြတရုတ်ပကြီးကားတွေလိုမျိုးလှတာပါ မိရင်တွေရဲ့လင်းအောင်နဲ့လင်းနေတဲ့မြို့တော်ရဲ့ညာစည်းတန်းတွေတိမ်တွေကြအနည်းဖြူဖြူတွေစီးစင်းနေတဲ့စမ်းကြောင်းလေးတွေနေအောင်ကြီးအောက်ကစပားခင်းတွေတကယ်ကိုတော်တော်လှတယ်လို့လည်းပြောလို့ရပါတယ်။ပြီးတော့နောက်တစ်ခုသဘောကျတာကတချို့ graphic တွေကိုတော်တော်လေး detail ထည့်ထားတာပါ။ဥပမာလူတွေရဲ့ဝတ်စား design အထပါညာတွေမတူတဲ့လက်နက် design တွေ MP series ရဲ့မျက်နှာအမှုရတွေအထိတော်တော်လေး detail ဖန်တီးပေးထားပါတယ်။ပြီးတော့ဒါတွေအားလုံးထပ်ပြည့်စုံစေတာကတော့ background music ပါပဲ။ကျွန်တော်တို့တော့နားထောင်ရတော်တော်လေးအဆင်ပြေတဲ့တွေကိုပါပါတယ်။ အဲ့တော့အတူတူပြောရရင် when when miss ကတရုတ်တိုင်းကားတွေခင်းလေကြိုက်ပါရယ်ဆိုတဲ့သူတိုင်းဒါမှမဟုတ် open or rpg အစ်စ်စမ်းဆော့ခြင်းပါရယ်ဆိုတဲ့သူတိုင်းအနည်းဆုံးတစ်ခါလောက်တော့ဆော့ကြည့်တဲ့ခင်းတစ်ခုဖြစ်ပါတယ်ဘလို့စေ PC နဲ့ PS5 မှာဆော့လို့ရနေပြီဖြစ်ပြီးတော့ဒီစင်မှာ31ဆိုရင်တော့ mobile အတွက် global version လည်းထွက်လာတယ်မှာမို့လို့စောင့်မျှော်လိုက်ကြပါအောင်အဆုံးအနည်းကြည့်ရှုရတဲ့အူတယောက်ချင်းစီတိုင်းအောင်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ Thank you. game ရှိမှာဟုတ်လားအားပေးရတော့သူပဲကျေးဇူးတင်ရှိပါရခင်ဗျ